မင်္ဂလာပါခင်ဗျာ2013ခုနှစ်ဇူလိုင်လ29ရက်တနင်္လာနေ့ညပိုင်း RFB ရုပ်မြင်သံကြားအစီအစဉ်လေးကို American ပြောင်းစု Washington DC မြို့တော်ကနေစပြီးတော့ထုတ်လွှင့်နေပါပြီကျွန်တော်ကကြောင်းမဲထွန်းပါခင်ဗျာ RFB အစီအစဉ်လေးကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိထုတ်လွှင့်သွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းကရွှေသဘာဝတန်းငွေစီမံကိန်းရောထွက်ရှိတဲ့သဘာဝတန်းငွေတွေကိုတရုတ်နိုင်ငံယူနန်ပြည်နယ်တဲ့တိုက်ရိုက်ပို့တဲ့ပိုက်လိုင်းဖွင့်လှစ်ပွဲအခမ်းအနားကိုမန္တလေးမှာရှိတဲ့အရှိတောင်အာရှသဘာဝတန်းငွေပိုက်လိုင်းနဲ့ရေနံကုမ္ပဏီရုံးခန်းမှာဇူလိုင်လ28ရက်မနေ့ကပြုလုပ်ပါတယ်။တနစ်ကိုသဘာဝတန်းငွေ7ဘီလီယံကုဗမီတာထုတ်လွှင့်နိုင်မဲ့ဒီပိုက်လိုင်းဖွင့်ပွဲအခမ်းအနားကိုဒုတိယသမ္မတဦးညံထွန်းတက်ရောက်ခဲ့ပါတယ်။စီမံကိန်းလမ်းကြောင်းတစ်လျှောက်ဖြစ်ပေါ်နေသေးတဲ့ပြဿနာတွေပြီးပြတ်အောင်မဖြေရှင်းပဲ ဓာတ်ငွေပို့လွှတ်မှုအစည်းအဝေးကိုစတင်လိုက်တဲ့အတွက်မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ကော်မတီ MCBWC ကဝေဖန်ကန့်ကွက်လိုက်ပါတယ်။ပြီးခဲ့တဲ့ AB လခရီးရဒီသဘာဝဓာတ်ငွေပိုက်လိုင်းစီမံကိန်းနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်အတွင်းမှာဒေသခံတွေကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။အရှိတောင်အရှာသဘာဝဓာတ်ငွေပိုက်လိုင်းနဲ့ရေနံကုမ္ပဏီကတော့ဒီပိုက်လိုင်းကနေသဘာဝဓာတ်ငွေတစ်နှစ်ကို7ဘီလီယံကုဗပီတာပို့ပို့နိုင်ပေမဲ့အခုအစောပိုင်းကာလတွေမှာကုဗမီတာ9.2ဘီလီယံသာပို့နိုင်မှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ မြန်မာလွတ်တော်ကိုယ်စားလှယ်ရဲ့ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပွဲတရက်ကိုနေပြီးတော့လွတ်တော်ရုံးအဆောက်အဦအမှတ်20မှာဒီကနေ့ကျင်းပပါတယ်ဒီဆွေးနွေးပွဲကိုတရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်တက်ရောက်အမှတ်စကားပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာဥပဒေပြုရေးဟာအရေးကြီးတဲ့အကြောင်းမြန်မာပြည်ဒီမိုကရေစီရေးအတွက်ဥပဒေပြုရေးကိစ္စရပ်တွေမှာပညာရှင်တွေနေနဲ့ပူးပေါင်းပါဝင်ကြဖို့ဒေါအောင်ဆန်းစုကြည်ကဒီခမ်းနားမှာဖိတ်ခေါ်လိုက်ပါတယ် ဒီဆွေးနွေးပွဲကိုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ရည်သွေးမြင့်တင်ရေးကော်မတီနဲ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်ဗြိတိန်နိုင်ငံနဲ့ဗြိတိန်နိုင်ငံနဲ့ပညာရှင်တွေကဥရေရေးရဆိုင်ရာကိစ္စရပ်တွေမှာသင်တန်းပို့ချသွားမယ်လို့လည်းသိရပါတယ်ဒီဆွေးနွေးပွဲကိုဒီကနေ့ကနေ31ရက်နေ့ထိကျင်းပမှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာသမရရဲ့လူငင်းချမ်းသာကုန်းနဲ့လွတ်မြောက်လာတဲ့နိုင်ငံရေးကျင်းသားတွေကိုချီးနှောင်ထားတဲ့ထောင်ကျွေးကြံပုံမှားလို့အများပြည်သူတွေနားလည်ထားကြတဲ့ ပြည်မှုဆိုင်ရာကြင်ထုံးဥပဒေပုံမှ၄ရက်တည်းအပိုက်ခွဲတစ်ကိုပြင်ဆင်နိုင်ရေးဆွေးနွေးခဲ့ပါတယ်။ RFA အဖွဲ့သားမခင်ခင်ရဲ့တင်ပြထားပါတယ်ခင်ဗျာ။ဒီနေ့ကျင်းပတဲ့ပြည်သူ့လွတ်တော်စည်းဝေးမှာပြည်မှုဆိုင်ရာကြင်ထုံးဥပဒေပုံမှ၄ရက်တည်းအပိုက်ခွဲတစ်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ပြည်မှုဆိုင်ရာကြင်ထုံးဥပဒေပုံမှ၄ရက်တည်းဆိုတာပြစ်မှုတစ်ခုခုအတွေ့တဦးတယောက်ကိုပြစ်ဒဏ်ချမှတ်ထားပေမဲ့နိုင်ငံတော်သမ္မတအနေနဲ့စီကံချက်မထားဘဲဖြစ်ဖြစ် ြစ်ဒဏ်စီရင်ခံရတဲ့သူကိုစီကဲ့ကျက်တစ်ခုခုရယူပြီးတော့ပဲဖြစ်ဖြစ်ပြစ်ဒဏ်ချမှတ်ခံထားရသူရဲ့ပြစ်ဒဏ်ကိုဆိုင်းငံ့ထားနိုင်တယ်လို့ပြစ်ဒဏ်အားလုံးဓမ္မမဟုတ်အစိပ်ပိုင်းတစ်စုံတရာကိုလူငင်းချမ်းသာခွင့်ပေးနိုင်တယ်ဆိုတဲ့ဥပဒေကျင့်သုံးတစ်ခုဖြစ်ပါတယ်ဒီဥပဒေကိုဆွေးနွေးခဲ့သူကတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဆန္ဒမင်းဖြစ်ပါတယ်ဒေါ်ဆန္ဒမင်းကပြစ်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှန်401အပိုက်ခွဲ1ဟာ ဘယ်လိုမျိုးအကျဉ်းသားတွေအကျုံးဝင်နေအကျုံးမဝင်ဘူးပြစ်မှုကျူးလွန်ရင်ပြစ်ဒဏ်ခံစား권ဒါမှမဟုတ်ကင်းလွတ်ခွင့်ရှိတယ်ဆိုတာကိုသိလို့တဲ့အကြောင်းမေးမြန်းခဲ့ပါတယ်ဒေါ်ဆန္ဒမင်းရဲ့မေးမြန်းချက်ကိုပြည်ထရေးဒုတိယဝန်ကြီးကဖြေကြားခဲ့ပါတယ်ပြစ်မှုဆိုင်ရာကျဉ်းတုံးဥပဒေပုံမှ411ဟာတီးဆဲဥပဒေဖြစ်တဲ့အတွက်ဆက်လက်တည်ရှိနေမယ့်အကြောင်းဖြေကြားခဲ့တာပါအဲ့ဒီဖြေချားချက်အပေါ်လွှတ်တော်ကိုယ်စားလှယ်အများစုကကျဉ်းနှံ့မှုမရှိဘူးလို့သိရပါတယ် ပေါင်းဝ411ဟာနိုင်ငံရေးကျင်းသားဟောင်းတွေကိုကန့်သက် ချိန်ချောက်မှုတရက်ဖြစ်တယ်လို့ဒေါ်စန္ဒမင်းကဆိုပါတယ်ဒီကျွန်တော်တွေပုံမှန်411နဲ့ပေါ့နော်သူဟိုလှုပ်ထားတဲ့အချင်းထောင်ထဲမှာရောက်ရှိနေတယ်ဆိုတော့ဒီကျင်းသားတွေကတီစဲဥပဒေကိုထိုးပေါက်လို့ဆိုတော့ပုံမှန်တော့ကျမတို့ကဒါကိုတော့ ကျင်းနေမှုမရှိပါဘူးတချို့ကတော့ပြောပါတယ်ဒီပုံမှန်၄၀၁ဆိုတာကိုဖြတ်သိမ်းမှလာတယ်ကျမကတော့ကျမတို့နိုင်ငံရေးကျင်းသားတွေအတွက်အခွင့်အရေးတစ်ခုပါဒါကဖြတ်သိမ်းရမယ့်ပုံမှန်တစ်ခုမဟုတ်ပါဘူးကျမပြောသွားတဲ့အထက်မှာလည်းပါပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံရေးကျင်းသားတွေအတွက်အခွင့်အရေးတစ်ခုပါအာဒီပြစ်ဒဏ်ကျနေတဲ့ကျမတို့ဆိုရင်65နှစ်ပြစ်ဒဏ်ကျခဲ့တာပါဒီ65နှစ်ပြစ်ဒဏ်ကာလမပြည့်ခင်မှာပဲမပြည့်တဲ့အစိတ်ပိုင်းတစ်ခုမှာပဲနိုင်ငံတော်သမ္မတရဲ့အာဏာကိုတုံးပြီးတော့အခွင့်အာဏာကိုတုံးပြီးတော့ဒီဒီလိုပုံမှန်ပြစ် ပေါ့နော်လေးဟိုကျွန်တော်တွေပုံမှန်၄ရက်၁ပိုက်၁ရှိလို့သားကျမတို့ကျင်းထောင်နေလွတ်မြောက်လာတာဖြစ်ပါတယ်ဒီဥပဒေကိုဖျက်သိမ်းလိုက်တယ်ဆိုလို့ရှိရင်ကျမတို့နေလွတ်မြောက်ကုန်မလွယ်ဘူးလေဒါကနိုင်ငံရေးကျင်းသားတွေအတွက်ခွင့်ရတစ်ခုဖြစ်တဲ့ဟိုဟိုပုံမှန်တစ်ခုဖြစ်တဲ့အတွက်ကြိုးစားရမှာပါပြမှုဆိုင်ရာကျင်းတုံးဥပဒေပုံမှန်၄ရက်၁ဟာနိုင်ငံရေးကျင်းသားဟောင်းတွေအနေနဲ့စိုးရိမ်ပူပန်ရတဲ့ဥပဒေဖြစ်တယ်ဆိုတာထင်ရှားတယ်လို့မျိုးသားဒီမိုကရေစီတစ်ပါတီကလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကပြောပါတယ်။ဒုတိယကတော့ဒါကိုကင်ဆယ်ဖို့ဆိုရင် ဒီဒီဇဲဥပဒေဖြစ်နေတယ်ဆိုတာကိုလေးရက်တည်းနဲ့ပတ်သက်တာကိုဥပဒေပြဋ္ဌာန်းချက်အရဒီလိုသိရှိတာကိုလည်းနားလည်ဖို့လိုတယ်။အတတိယချက်ကတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီ2015အတွက်မှာပေါ့။နော်ဟို2015မတိုင်ခင်မှာပေါ့။အထွေထွေလူရည်ချမ်းတော်ဝင်တစ်ခုကိုထုတ်ပြန်နိုင်ရင်ပို့ပြီးတော့အင်းမြလောကနဲ့အခြေအနေတစ်ခုဖြစ်လာမှာပေါ့ဒါပါပဲ။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်ကတော့ ပြစ်မှုဆိုင်ရာကျဉ်းသုံးဥပဒေပုံမှ4111ကိုအစိုးရကနိုင်ငံရေးလက်နက်တစ်ခုအဖြစ်ကျဉ်းသုံးနေတာလို့သုံးသပ်ပါတယ်။စီကံနီလာနဲ့ဥပဒေနဲ့ဒါမှတကယ်တော့နိုင်ငံချင်းသားတွေကို411ဆိုတဲ့ပုံမှနဲ့3နဲ့စနစ်ကိုဖျက်မှဖြစ်မှာ။အဲ့ဒီ411တစ်ကိုတုံးပြီးတော့လုပ်တဲ့ဆိုတော့အပေါ်လူရဲ့ mindset ပေါ့။အဲ့စိတ်ပြင်မှနာရဒီမိုစီနိုင်ငံနဲ့စီလီယောမှာ။ နိုင်ငံတော်သမ္မတကပြစ်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှ411ကိုနိုင်ငံရဲ့လက်နက်အဖြစ်သုံးမပြုဘူးဆိုတဲ့ကတိကိုစောင့်ကြည့်ရမှာဖြစ်တယ်လို့ဒေါ်စန္နမင်းကပြောပါတယ်ရှင်။အဲ့တော့ကျမတို့အနေနဲ့နိုင်ငံတော်သမ္မတရဲ့ဂတိကိုယုံကြည်တဲ့အနေနဲ့ယုံကြည်ရတဲ့ပုံပုတရားအနေနဲ့ရှေ့ဆက်ပြီးတော့ပေါ့နော်ဒီလက်ရှိအချင်းကြခံရပြီးပြန်လွတ်လာတဲ့နိုင်ငံရေးကျင်းသားဟောင်းတွေပေါ်မှာပုံမှန်၄၁ကိုဆက်လက်ကျင့်သုံးမလားဆိုတဲ့ဟာမျိုးကျမတို့စောင့်ကြည့်ရပါမယ် တဝဲအထူးစီးပွားရေးစုံဖော်ဆောင်နိုင်ဖို့အတွက်မြေအေကသထောင်းကျော်အသုံးပြုသွားမှာဖြစ်ပြီးအဆင့်90နဲ့လှုပ်ဆောင်သွားမယ်အဲ့လိုတဝဲအထူးစီးပွားရေးစုံတည်ဆောက်ရေးလုပ်ငန်းအဖွဲ့ဥက္ကရာလုံသမအလုတ်ကိုင်းတဲ့လူမှုဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကပြောကြားလိုက်ပါတယ်။တဝဲအထူးစီးပွားရေးစုံနဲ့ဆက်ဆက်စီမံကိန်းတွေအကောင့်ထဲပုံဖို့အတွက်သတင်းစာရှင်းလင်းပွဲကိုပြီးခဲ့တဲ့ဇူလိုင်လ29ရက်စနေနေ့ကရန်ကုန်စက်မှုဝန်ကြီးဌာနအသေးစားလုပ်ငန်းများဖော်ဆောင်ရေးရုံးမှာပြုလုပ်ရမှာဝန်ကြီးကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ တဝဲအထူးစီးပွားရေးဆောင်ကိုတနင်္သာရီတိုင်းတဝဲမြို့နဘူးလေရွာကနေပြီးတော့တိဆောက်မှာဖြစ်ပြီးမြန်မာထိုင်းဂျပန်နဲ့ဥရောပနိုင်ငံတွေကလာရောက်ရင်းနှီးမြှုပ်နှံကြမယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်ခင်ဗျာမြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီကရေးဆွဲထားတဲ့သတင်းမီဒီယာဥပဒေမူကြမ်းမှာပါဝင်တဲ့အချက်တွေက၁၆ချက်ကိုပြန်ကြားရေးဝန်ကြီးဌာနကလက်မခံတဲ့အတွက်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီကလွှတ်တော်ကိုယ်စားလှယ်တွေကနေတိုက်ရိုက်တင်သွင်းသွားမယ်လို့မနေ့ကသတင်းစာရှင်းလင်းပွဲမှာစာနယ်ဇင်းကောင်စီကပြောပါတယ် ဒီကြောင်းတွေကို RFA သတင်းတော်ကိုကျော်ထွန်းနိုင်စူးစီးတင်ပြထားပါရခင်ဗျာမြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီကရေးဆွဲထားတဲ့သတင်းမီဒီယာဥပဒေကြမ်းကိုအရင်ကပြည်ညာရေးဝန်ကြီးဌာနကတာဝန်ယူပြီးလွတ်တော်မှတင်သွင်းပေးဖို့ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမူကြမ်းမှာပါဝင်တဲ့အချက်68ချက်တည်းက18ချက်ကိုပြည်ညာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့မူဝါဒတွေနဲ့ကပ်ညီမှုမရှိဘူးဆိုပြီးဝန်ကြီးဌာနအနေနဲ့လွတ်တော်ကိုတာဝန်ယူတင်သွင်းမပေးတော့တာဖြစ်ပါတယ်ဇူလိုင်လ28ရက်နေ့ကကျင်းပတဲ့ စာနယ်ဇင်းကောင်စီယာယီရဲ့ဇင်းစာရှင်းလင်းပွဲမှာဥပဒေကြမ်းကိုပြည်ညာရေးဝန်ကြီးဌာနကလွှတ်တော်ကိုတင်သွင်းပေးဖို့အတွက်အချက်၁၈ချက်ကိုပြန်လည်ပြင်ဆင်ပေးဖို့ပြည်ညာရေးဝန်ကြီးဌာနကတောင်းဆိုခဲ့တယ်လို့စာနယ်ဇင်းကောင်စီယာယီအဖွဲ့ဝင်ဒေါက်တာမျိုးတန်တင်ကဇင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ဒီလိုသူတို့ချင်းလေเนาะအဲ့ဟိုကျွန်တော်တို့ပြည်ညာရေးရနေပြီးတော့ကျွန်တော်တို့ဟာဆက်တင်ပေးပါလားဆက်တင်ပေးဖို့ကောင်းပါလေအဲ့မတိုင်ခင်မှာခုနခုနဟာလေးစတယ် နော်ဘလူကတင်မလဲပြန်ကြရဲ့လက်မခံဘလူတင်မလေးတွေစစလာတော့ပါအဲ့ဒီပြန်ကမောင်ကြီးအခံမောင်ကြီးရနေပြောမူလအတိုင်းဆံမပြောသူမူလအတိုင်းပြန်ကြရဲ့တင်မဲ့ပါဘူးဆက်တင်ပါကသူပြောအဲ့လိုပြောပြောလာတဲ့ခါကျတော့မှခုနပြပြောသူပဲဒီဆက်ကုန်တဲ့ချက်ကိုမပြေလည်တော့ပြန်ကြရဲ့နေပြီးတော့အခက်အခဲရှိမယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ပြန်ဖြေတယ်ပြန်ကြရဲ့ဝန်ကြီးဌာနကသဘောမတူတဲ့အချက်တွေကတော့ စာနယ်သင်းကောင်စီတစ်ခုပဲရှိရမယ်လို့ပါတဲ့အချက် electronic app ဥပဒေဟာ internet media တွေလည်းအကျုံးဝင်နေဆိုတဲ့အချက်စာနယ်သင်းကောင်စီအဖွဲ့ဝင်တွေဟာအစိုးရဝန်ထမ်းမဖြစ်စေရဆိုတဲ့အချက်တွေအပါအဝင်စာနယ်သင်းကောင်စီကရေးဆွဲခဲ့တဲ့အချက်၁၈ချက်ကိုပြည်ညာရေးဝန်ကြီးဌာနကသဘောမတူတာပါသင်းစာရှင်းလင်းပွဲမှာမီဒီယာသမားတွေအနေနဲ့ဖက်ရှိလာတဲ့မီဒီယာဥပဒေကြမ်းနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တွေကိုလေ့လာဖို့လိုအပ်နေပြီးဝေဖန်အကြံပြုဖို့လည်းလိုအပ်တယ်လို့ The Voice Daily သတင်းစာအက်ဒီတာချုပ် ဦးကျော်မင်းဆွေကပြောပါတယ်။မီဒီယာဒီမီဒီယာကမီဒီယာတော့ခုခဲနေပြီးတော့မှဟုတ်တယ်မီဒီယာကအဲ့တော့ဒါဟုတ်တယ်အဲ့တော့အဲ့ဟာတွေ့တဲ့ကျွန်တော်ကြိုတင်ထားလို့ပြနေတယ်။အဲ့တော့ခင်ဗျားတို့အားလုံးကလည်းဒီဖတ်လာတဲ့နော်တိတ်တခုပဲတင်တယ်ခြေထိုးပဲပုတ်ပုတ်မပြုတ်ဘဲကျွန်တော်တို့အဲ့ဒါဖတ်ကြအားလုံးခင်ဗျားတို့ကျွန်တော်သိတာကဒီကတစ်ချက်ချင်းပြီးလို့ရှိရင်ခင်ဗျားတို့အားလုံးအကြံနဲ့ကျွန်တော်ပြီးလို့ပြနေတယ်။ခင်ဗျားတို့အားလုံးကကျွန်တော်တို့ပူဇော်ပြီးတာဝန်ပေးထားတယ်ကျွန်တော်တို့အလုပ်လုပ်ရတယ်ခင်ဗျားတို့ရဲ့ ူညီပေးတယ်လို့ပြောပါတယ်အဲ့တော့ရှေ့လျှောက်လာဦးမယ်ပြေးဆံတော့ဘရိုကတ်စလို့ဟောဒီလိုတွေအတွက်လည်းခင်ဗျားကြိုပြီးတော့လေ့လာထားပြီးတော့အကြံပေးကြပါပြေးဆံတော့ပြေးတယ်ချက်ချင်းကြည့်ပြီးတော့ဘာတွေများအကြံပြုခြင်းနဲ့ပြင်ဆင်နေတဲ့ဘရိုကတ်ပြဿနာတွေကိုအကြံပေးဒါအပြင်သတင်းမီဒီယာသမားတွေဘက်ကလည်းပြင်ဆင်တဲ့အားနယ်ချက်တွေကိုပြင်ဆင်ဖို့လိုအပ်နေတယ်လို့ဦးကျော်မင်းဆွေကပြောပါတယ်။မူလကပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းနဲ့ သတင်းမီဒီယာဥပဒေကြမ်းတွေကိုတပြိုင်တည်းလွှတ်တော်ကိုတင်သွင်းမယ်လို့ပြည်ညာရေးဝန်ကြီးဌာနကပြောဆိုခဲ့ပေမဲ့ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းကိုတီးခြားတင်သွင်းခဲ့ပါတယ်။တာနယ်သင်းကောင်စီယာယီကရေးဆွဲခဲ့တဲ့မီဒီယာဥပဒေကြမ်းကိုပြည်ညာရေးဝန်ကြီးဌာနကတင်သွင်းပေးဖို့မဖြစ်နိုင်တော့တဲ့အတွက်အာဂသာယဉ်ကျေးမှုနဲ့ပြည်သူ့ဆက်ဆံရေးကော်မတီကသာတဆင့်လွှတ်တော်ကိုတင်သွင်းမယ်လို့သိရပါတယ်ခင်ဗျာ။ ရန်ကုန်မြို့ပန်တာဟိုတယ်မှာ၃ရက်ကြာကျင်းပနေတဲ့လူငယ်ချင်းချင်းရင်းနှီးနှောဖလှယ်ဆွေးနွေးပွဲမှာသတင်းမီဒီယာနဲ့ပြည်တွင်းချင်းချင်းဆက်ဆက်နေမှုအတွေ့အကြုံတွေကိုသတင်းမီဒီယာသမားတွေကဒီကနေ့မှပြောကြားခဲ့ကြပါတယ်။ဒီပွဲမှာလူငယ်တွေအတွက်မူရစ်စေဝါအသိပညာပေးဆိုင်ရာအချက်အလက်တွေနဲ့အတူတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေရဲ့လက်ရှိငင်းချင်းယူထားတဲ့အခြေအနေတွေကိုလည်းဟောပြောခဲ့ကြပါတယ်။လူငယ်အနေနဲ့ပြည်တွင်းချင်းချင်းလုပ်ငန်းစဉ်တွေမှာပိုပြီးပါဝင်လာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဆွေးနွေးပွဲကိုကျင်းပတာဖြစ်တယ်လို့ဥဆောင်ကျင်းပတဲ့ Innovative အဖွဲ့ကပြောပါတယ်။ ဒီပွဲဒုတိယနေ့မှာသမရယုံဝင်ကြီးဦးအောင်မင်းတက်ရောက်ပြီးဤတွင်ငင်းချင်းရဲ့အကောင့်ထဲပေါ်မှုတွေမှာအခက်အခဲများစွာရင်ဆိုင်ရတဲ့အကြောင်းရှင်းပြဟောပြောခဲ့ပါတယ်။ဇူလိုင်လ29ရက်နေ့ကနေ29ရက်ဒီကနေ့အထိကျင်းပတဲ့ဒီဆွေးနွေးပွဲကိုမြန်မာနိုင်ငံအနှံ့ပြားကနိုင်ငံရေးလူမှုရေးအဖွဲ့တွေကလူငယ်ကိုယ်စားလှယ်တွေတက်ရောက်ပြီးဒေသအသီးသီးရလူငယ်တွေကတွေ့ကြုံရတဲ့စိန်ခေါ်မှုသင်ခန်းစာတွေကိုလည်းတင်ပြဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ ရန်ကုန်ကန်းနာလမ်းမှာရှိတဲ့စူပေါင်းတိုင်းတရားရုံးနဲ့ပန်းစိုးရန်လမ်းမှာရှိတဲ့ရန်ကုန်တိုင်းတရားလွတ်တော်ရုံးကိုပုဂ္ဂလလုပ်ငန်းရှင်တွေဒီလွှဲပြောင်းအောင်ချတာနဲ့ပတ်သက်ပြီးတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွေကိုမြန်မာနိုင်ငံရှေ့နေများကွန်ရက်ကတရားစွဲဆိုသွားမယ်လို့ပြောကြလိုက်ပါတယ်။ဇူလိုင်လ29ရက်နေ့ကရန်ကုန်တော်ဝင်နှင်းစီခန်းမမှာအစည်းအဝေးပြုလုပ်ပြီးပြောကြားလိုက်တာဖြစ်ပါတယ်။တရားစွဲဆိုမဲ့အကြောင်းကြားစာကိုပြီးခဲ့တဲ့ AV လ9ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုပေးပို့ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ပုတ်ကလက်လုပ်ငန်းရှင်တွေကိုလွှဲပြောင်းရောင်းချမဲ့ကိစ္စနဲ့ပတ်သက်ပြီးစူပေါင်းတိုင်းတရားရုံးရှိမှာပြီးခဲ့တဲ့2022ခုနှစ်အောက်တိုဘာလ18ရက်နေ့ကလည်းမြန်မာနိုင်ငံရှိနေများကွန်ရက်ဖွဲ့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ခင်ဗျာ။တိုင်းမြန်မာနယ်စပ်မဲဆောက်နယ်မြောက်ရီမြို့တွေမှာရက်သက်သက်တပတ်ကြာမိုးဆက်မပြတ်ရွာပြီးတော့တောင်ရင်မြစ်ကြီးမြင့်တက်ခဲ့တာကြောင့် မြစ်ကမ်းသားတစ်လျှောက်မှာရှိတဲ့လူနေအိမ်တွေနဲ့စားတဲ့ကျောင်းတွေကိုမနေ့ကညပိုင်းမှာရေနစ်မြုပ်ပြီးတော့ပြီးတော့ဒီခေါမှာဗျာအိမ်တော်စု2000ကျော်ရေလွတ်ရာကိုတင်းချောင်နေရတယ်လို့စုံစမ်းသိရပါတယ်။အလားတူထိုင်းဘက်ချမ်းကမြန်မာရွှေပြောင်းစားတဲ့ကျောင်းတွေမှာလည်းရေဝင်နေတဲ့အတွက်မြေနေမိုက်မှာရှိတဲ့ထိုင်းစားတဲ့ကျောင်းတွေနဲ့သောအဖွဲကအထက်တန်းကျောင်းပါဝင်မူလတန်းကျောင်းအတော်များများပိတ်ထားရတယ်လို့သိရပါတယ်။တောင်ရင်မြကန်နာလန်တစ်လျှောက်ကမြန်မာရွှေပြောင်းဆက်ယုံလူသားတွေနေထိုင်တဲ့အတိုင်းအလုသမားတန်းရတွေမှာဆိုရင်လည်းရင်းနှီးမြုပ်လို့ ဒီကနေ့မနေ့အစောပိုင်းကရေလွတ်ရာဖုန်ကြီးကျောင်းနေစီမှာတွားရောက်ခုလုံနေကြရလို့သတင်းရရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာလာမယ့်နိုဝင်ဘာလမှာကျင်းပမယ့်2029 2029ကျင်းမြောက်အရှိတောင်အာရှအားကစားပွဲတော်အကြိုလှုံ့ဆော်မှုအနေနဲ့အသက်55နှစ်အရွယ်ဦးအောင်သူဟာမြိတ်မြို့ကနေနေပြည်တော်ထိလမ်းလျှောက်ချီတက်ရမှာဒီကနေ့နေပြည်တော်ဝနသိတိအားကစားခွင့်ကိုရောက်ရှိခဲ့ပါတယ်တကူတော်လမ်းလျှောက်ခဲ့တဲ့ဦးအောင်သူဟာ 29ကြိမ်မြောက်အားစားပွဲဝင်ရောက်ရှင်ပြိုင်ကြမယ်အားကစားသမားတွေအနေနဲ့အားကျုံမှန်တဲ့ပါဝင်ဆင်နွှဲကြဖို့တိုက်တွန်းကြောင်းပြောကြားခဲ့ပါတယ်။ဇူလန်တရနေ့ကစပြီးတော့မိမ့်မျိုးကနေစတင်လျှောက်လာရမှာတလကျော်အကြာမှာမိုင်ပေါင်း600နီးပါးကိုဖြတ်လန်းနေအတော်များများသုံးပြီးတော့လမ်းလျှောက်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။ ီညတော့သတင်းတွေရောက်ပြီလောက်ပါပဲခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြာခင်မိနစ်ပိုင်းတော့မှာပဲသတင်းဆောင်မတွေတွေ့ဆုံမေးမြန်းချက်တွေကိုထုတ်လွှင့်တော့မှာဖြစ်ပါတယ် RFA ရုံမြန်ကြအစည်းအဝေးကိုမြန်မာစံတော်ချိန်ည8:00နာရီကိုရနေ9:00နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်ခင်ဗျာဝေဖန်ကြံဖိတ်ချက်တွေကိုလည်းဖိတ်ခေါ်ပါပါတယ် RFA ရုပ်မြန်ကြားစီစဉ်တွေကိုဆက်ပြီးကြည့်ရှုနေကြတာပါအခုတခါသတင်းပြပိုချက်တွေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ဒေါခင်စီဖောင်ဒေးရှင်းကဖွင့်လှစ်တဲ့မြန်မာနိုင်ငံမှာပထမဆုံးရွေးရှားစာကြည့်တိုက်ကိုရန်ကုန်တိုင်းကော်မှုမြို့နယ်မှာဇူလိုင်လ29ရက်နေ့ကဖွင့်လှစ်ခဲ့ပါတယ်ကျွန်တော်တို့ RFA ဖွဲ့သားကိုဝင်းနိုင်တင်ပြထားပါတယ်ခင်ဗျာရွေးရှားစာကြည့်တိုက်ဆိုတာကတော့စာဖတ်လူသူတွေထံစာအုပ်တွေကိုဟီနိုကာနှစီနဲ့အရောက်ပို့ပေးမဲ့အစီအစဉ်တစ်ခုကိုဒေါ်ဆန်းစုကြည်ကဂျပန်နိုင်ငံကသူမရဲ့မိတ်ဆွေတွေအကူအညီနဲ့အစပြုဖွင့်လှစ်ပေးလိုက်တာလည်းဖြစ်ပါတယ် ဖွင့်ပွဲမှာဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင်ပညာရေးဟာအရေးကြီးကြောင်းနဲ့လူငယ်တွေစာဖတ်အားကောင်းဖို့လိုအပ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ်။ဒါအပြင် စာကြည့်တိုက်ရှိနေပေမဲ့စာကြည့်တိုက်ကိုအသုံးပြုကြဖို့ကိုလည်းအခုလိုတိုက်တွန်းပြောခဲ့ပါတယ်။အရေးကြီးတာကသမားတို့ရဲ့ညွန့်တဲ့ပြည်ညွန့်တဲ့သားတွေကအားလုံးပေါ့ပေါ့အရေးကြီးပါလား။ပထမအုံအုံဖြစ်နေဒီမှာတော့ရေရန်စာကြည့်တိုက်ကိုအားပေးပါ။အားပေးရတာ၃ပါ။စတာ၃ပါ။ ျမတို့ဒီကလေးသုံးပါကျမတို့ကညနေညနေကသုံးပါဒီစာကြည့်တိုက်ကိုဖွင့်ရလို့နားပါစာကြည့်တိုက်ကဆိုလို့ရှိရင်သောဘောင်း1500နဲ့သောဘောင်း1500ဆိုတော့မနေပါဘူးကျမတို့မြန်မာနိုင်ငံမှာရှင်သောဘောင်း1500ရှိတဲ့စာကြည့်တိုက်ဆိုတာရှားပါဘူးဒီစာကြည့်တိုက်ဟာပြည်သူတွေရှင်ကိုသွားမှာပြည်သူတွေကစာကြည့်တဲ့ရှင်သာဖို့လို့တရွာတစ်တရွာသူ့အစီအစဉ်ရဲ့အလားအလိုက်သွားနေဖြစ်ပါတယ် ရွေရှားစာကြီးတိုက်ဖြစ်ဖို့အတွက်ဒေါအောင်ဆန်းစုကြည်ရဲ့မိခင်ကြီးဒေါခင်ကြီးအမည်နဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့ဒေါခင်ကြီးဖောင်ဒေးရှင်းကတာဝန်ယူတည်ဆောက်ပြီးပြင်ပအဖွဲ့အစည်းတွေဖြစ်တဲ့ Beyond Essex Asia Foundation, Open Society Institute, စင်ကာပူနိုင်ငံအမျိုးသားစာကြီးတိုက်တွေကဝိုင်းဝန်းကူညီပေးခဲ့ကြတာလို့ဆိုပါတယ်။အဓိကစလုပ်ဖြစ်သွားတာကတော့ဒေါအောင်ဆန်းစုကြည်ရဲ့မိတ်ဆွေဟောင်းဂျပန်မျိုးသမီး Miss Nazaro Miyashita ဖြစ်ပါတယ်။ သူမဟာနှစ်ပေါင်း20ကျော်ကြာပြီးဒေါန်ဆန်းစုကြည်ထံလာလဲရင်သူ့အနေနဲ့ဘာလုပ်ပေးနိုင်မှာတလဲလို့မေးမြန်းရမှာဒေါန်ဆန်းစုကြည်ကရွေရှားစာကြည့်တိုက်အကောင့်ထဲပေါ်လို့ကြောင်းပြောပြရင်စာဖြစ်ခဲ့တာလို့ပြောခဲ့ပါတယ်။ရွေရှားစာကြည့်တိုက်ဖြစ်တဲ့ဟီနိုကာနိုင်ငံမှာတော့ဂျပန်ကလေးငယ်လေးတွေနှင်းပုံတွေကြားထဲမှာပျော်ရွှင်စွာဆော့ကစားနေတဲ့ပုံကိုရေးဆွဲထားတဲ့ပကြီကားကို တွေ့ရပါတယ်။အဲ့ဒီပကြီကားအကြောင်းကိုတော့မစ်နာဇာရိုမီယာရှိတာကအခုလိုရှင်းပြပါတယ်။ဒေါက်တာအိုမာမွေမီ အဒီပကြီးကားလေးဟာဂျပန်နိုင်ငံမြောက်ပိုင်းကနှင်းတော်ထဲမှာစော်ကစားနေကြတဲ့ဂျပန်ကလေးငယ်လေးတွေရဲ့ပကြီးကားလေးပါအဲ့ဒီဒေသဂျပန်မြောက်ပိုင်းဘက်ကိုလွန်ခဲ့တဲ့2012ခုနှစ်ကဆူနာမီရေလမ်းကြီးတွေတိုက်ခတ်ခဲ့တာကြောင့်အခုဆိုရင်အဒီဒေသမှာမိဘမဲ့ကလေးငယ်လေးတွေအများအပြားကျန်ခဲ့ပါတယ်မြန်မာနိုင်ငံမှာလည်း2008ခုနှစ်ကနာဂိမုံတိုင်းတိုက်ခတ်မှုကြောင့်လူပေါင်းတသိန်းကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်ဒီလိုဖြစ်ရပ်တွေကိုမြန်မာနိုင်ငံကအနာဂတ်ကလေးငယ်တွေကိုပြောပြဖို့လိုအပ်ပါတယ်ဒေါ်ဆန်းစုကြည်ဟာ လင်းငယ်တွေရဲ့အနာဂတ်ကိုယုံကြည်သူဖြစ်တာကြောင့်မိမိတို့အနေနဲ့အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်လို့ပြောသွားတာပါအဲ့ဒီရွေးရှားစာကြီးတိုက်ဖြစ်တဲ့ဟီနိုကာနှစ်စီဟာကော်မူးမြို့နယ်တဲကကြေးရွာပေါင်း20ရွာကိုအလှည့်ကျသွားရောက်ပြီးကြေးရွာလူထုတွေအလွယ်တကူစာအုပ်ငှားဖတ်နိုင်အောင်စီစဉ်ပေးမှာဖြစ်ပါတယ်ကော်မူးမြို့နယ်ကြေးရွာ20ရွာမှာလူဦးရေ9000ကျော်လောက်ရှိပြီးကျောင်းနေတဲ့ကျောင်းသားကျောင်းသူပေါင်းက15000လောက်အထိရှိတယ်လို့သိရပါတယ် ော်မူးမျိုးနဲ့အတွင်းကကြေးရွာတွေကိုအလှကျသွားရောက်မဲ့အစီအစဉ်ကိုတော့ဒေါခင်ဂျီဖောင်ဒေးရှင်းစာကြည့်တိုက်ကိုတောင်းယူတဲ့ဒေါက်တာတန့်တော်ကောင်းကအခုလိုပြောပါတယ်လာမယ့်ပြည်နာရီရစပြီးတော့ဒီ mobile app ဆီဒီရလို့ရှိရင်အာဒီ computer နဲ့ပြင်မှာရှိတဲ့ကြေးရပါမယ်စက်တရာကိုစတင်သွားတော့မှာဖြစ်ပါတယ်။အရက်ကိုအာ300သွားပါမယ်။မနေ့ပိုင်းမှာ200သွားပါမယ်။နေ့ကိန်းပိုင်းမှာတော့ကျွန်တော်တို့ဒီအကြောင်းအကြောင်းကိုသွားပါမယ်။ ရွေရှားစာကြည့်တိုက်အပြင်ဒေါကင်ဂျီဖောင်ဒေးရှင်းကတည်ဆောက်ထားတဲ့ပုံမှန်စာကြည့်တိုက်တစ်ခုကိုလည်းကော်မှုမျိုးအစိုးရပြန်ကြားရေးနဲ့ဆက်ဆံရေးယူနာမှာကတ်လျက်ဖွင့်ထားပါတယ်။အစိုးရကလည်းဒေါကင်ဂျီဖောင်ဒေးရှင်းကလှုပ်ဆောင်နေတဲ့စာကြည့်တိုက်ကိစ္စတွေကိုအတတ်နိုင်ဆုံးပံ့ပိုးပေးနေတယ်လို့ပြောပါတယ်။ဒေါန်ဆန်းစုကြည်ကစာကြည့်တိုက်တွေရှိတာတွေမပြီးပဲစာအုပ်တွေရှိတာတွေမဟုတ်ပဲလူကြီးလူငယ်တွေကလည်းစာဖတ်အားကောင်းကြဖို့လေ့လာစီးပူးကြဖို့စာကြည့်တိုက်ကိုအကျိုးရှိရှိအသုံးချကြဖို့တိုက်တွန်းသွားတာတွေ့ရပါတယ်ခင်ဗျာ။ မြန်မာငင်းချင်းရေးပွဲတော်2023ကိုနယ်ပယ်ဆောင်ဥပညာရှင်တွေစုပေါင်းပြီးတော့ရန်ကုန်သုဝနအားကစားကောမှာဇူလိုင်29ရက်နေ့ကနေ28ရက်နေ့ထိနှစ်ရက်ကြာကျင်းပခဲ့ပါတယ်။ RFI သတင်းတော်ကိုမျိုးစော်ကိုတင်ပြထားပါတယ်ခင်ဗျာ။စာပေဂီတရုပ်ရှင်ဇာတ်ပင်စတဲ့နယ်ပယ်ဆောင်ကနိုင်ငံကျော်ဥပညာရှင်တွေစုပေါင်းပြီးမြန်မာနိုင်ငံအတွင်းမှာငင်းချင်းရေးအမြန်ဆုံးရရှိဖို့အတွက်ရည်ရွယ်ချက်နဲ့ငင်းချင်းရေးဂီတဖျော်ဖြေပွဲကိုကျင်းပခဲ့တာပါ။ အဲ့ဒီပွဲမှာနိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့ရင်းရင်းရင်းနဲ့ပတ်သက်ပြီးပြောကြားချက်ဗီဒီယိုကိုပြသခဲ့ပါတယ်အော်တိုင်းပြည်ခုနကလိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလို့ရှိရင်ငြိမ်းချမ်းရေးရခုနကလိုမရှိမဖြစ်သူကလိုအပ်တယ်နော်ငြိမ်းချမ်းရေးမရှိဖြစ်လိုအပ်တယ်။ဒါမှမဟုတ်ခုနကလိုတို့တိုင်းရင်းသားအလုံးနဲ့ငြိမ်းချမ်းရေးရရှိရတယ်တို့အတွက်ဒါအရေးကြီးတဲ့ခုနကလိုလိုအပ်ချက်တစ်ခုပဲလို့ဖြစ်တယ်။ နောက်တစ်ခုကလည်းငြိမ်းချမ်းရေးမရှိဘဲနဲ့ဒီမိုကရေစီကဘလို့မှမရှင်သန်နိုင်ဘူးနော်ဒီမိုကရေစီမရှင်သန်နိုင်ဘူးအဲ့ဒါဒီမိုကရေစီရှင်သန်မှုအတွက်ကလည်းငြိမ်းချမ်းရေးရတို့ခုနကလိုအပ်ချက်တစ်ခုဖြစ်တယ်ပြီးတော့လည်းတို့မြန်မာနိုင်ငံပေါ့အဲ့တော့တို့မြန်မာနိုင်ငံအတွင်းမှာခုနကလိုမွေးဖွားကြီးပြင်းလာကြတဲ့တို့နိုင်ငံသားအလုံးဟောနိုင်ငံသားအလုံးကဒီနိုင်ငံကိုခုနကလိုပိုင်နေဒီနိုင်ငံကိုခုနကလိုဆိုင်ရအဲ့တော့တို့ပိုင်လို့ခုနကလိုကျန်တဲ့တိုင်းရင်းသားတွေလည်းဒီနိုင်ငံကိုပိုင်ရတယ် ဒီနိုင်ငံကိုထုတ်ဆိုင်လို့ပဲကျန်တဲ့တိုင်းရင်းသားတွေကလည်းအားလုံးကနာလို့ဆိုင်ကြတယ်။အဲ့တော့ကိုပိုင်တဲ့နိုင်ငံကိုဆိုင်တဲ့နိုင်ငံကိုဘာလို့ပြီးတော့ကာကွယ်စောင့်ရှောက်ဖို့အတွက်ကလည်းတိုင်းရင်းသားအားလုံးမှာကနာလို့တောင်းရှိတယ်ကနာ။ဒါအပြင်ပြည်တော်စုဝင်ကြီးဦးအောင်မင်းကနိုင်ငံတော်သမ္မတအပအဝင်တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေနဲ့အတူစစ်တပ်ကပါငြိမ်းချမ်းရေးလိုလားဖို့လိုတယ်လို့အဲ့ဒီပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ငြိမ်းချမ်းရေးရဖို့အတွက်လည်းအဓိကလိုအပ်တဲ့အချက်တွေရှိပါလေ။နံပါတ်1ကတော့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်နိုင်ငံတော်ခေါင်းဆောင်လို့နေတဲ့သမ္မတကြီးကိုယ်တိုင်ကလည်းငြိမ်းချမ်းရေးကိုလိုလားပါမယ်။နောက်တိုင်းရင်းသားလက်နက်ကင်တွေကလည်းငြိမ်းချမ်းရေးကိုလိုလားရပါမယ်။တစ်ဖက်ကသူနဲ့ရှင်ပြိုင်ပြီးတော့ရင်ဆိုင်နေရတဲ့တပ်မတော်ကိုယ်တိုင်ကလည်းငြိမ်းချမ်းရေးကိုလိုလားရပါမယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ပြည်သူလူထုတန်း60ဟာ ကိုကိစ္စမဟုတ်ဘူးဆိုပြီးတော့အိမ်မှာထိုင်နေပဲနဲ့အားလုံးဝိုင်းလို့ဖို့လေလိုအပ်ပါတယ်မင်းရဲ့လာလာခံစားလို့ရရှာ ညဉ့်ရေးပွဲတော်ရဲ့ပထမနေ့မှာမြေစာပင်ပြဆက်ညဉ့်ဉဏ်ရေးဇက်ထုတ်ညဉ့်ဉဏ်ရေးနှစ်ပါးသောခစ်ပေါ်ညဉ့်ဉဏ်ရေးတန်ဆင်စတဲ့ညဉ့်ဉဏ်ရေးတေးသချင်းတွေကိုပါဝင်တင်ဆက်ခဲ့သလိုចောင်းသားတမကခေါင်းဆောင်တူဖြစ်သူကိုကျော်ကိုကိုရေးသားတဲ့ညဉ့်ဉဏ်ရေးကြပြာကိုလည်းဖတ်ကြားခဲ့ပါဗျာ။ရေအိမ်ထဲကိုသွေးဆက်တွေကြသလိုပြန်ကားနေဆေးသွားတဲ့စစ်ပင်ကူအိမ်တွေလို့ ဟိုတဇတိတဇနဲ့အဆောက်အုံတစ်ခုလုံးပိတ်ဖုံးသွားတဲ့စစ်ငါတို့ကြောပုံကိုအမြောက်ဆန်တဲ့အိမ်မက်ဆိုးတွေပြစ်တင်ပေးတဲ့စစ်ငါတို့ရှင်ဘတ်ထင်းကိုလှမ်းဆွတ်တားသွားနေအပြာရောင်မျက်ရည်တွေတွန်ချပေးစငါတို့ခြေနှမ်းတွေကိုခက်ချင်းနှစ်ခက်စာလာ နောက်ကြောင်းပြန်ဖဲ့စေတဲ့ဆက်ငါတို့အနှမ်းတွေစက်ကြောလာတတိုင်းအပြင်ပန်းတွန်းပို့ပေးလိုက်တဲ့ဆက်မရကြကြမခဲ့တဲ့ညဉ့်ညံဤပွဲတော်ကနေရံမုံငွေသိန်းပေါင်း၄00ညီပါရရှိခဲ့ပြီးအဲ့ဒီရံမုံငွေတွေကိုစစ်ပေးဒုက္ခတွေကိုတွားရောက်လှူဒန်းမှုရှိတယ်လို့သိရပါတယ်ဆီယမားရဲ့မြန်မာနိုင်ငံတော်ကြီးဟာပညာရေးနဲ့အေးအေးချမ်းချမ်းလွတ်လွတ်လပ်လပ်သင်လို့ရပြီဟုတ်တယ်ဆိုလို့ရှိရင်ညဉ့်ညံဤ င်လက်မထိုးနေကြပြီဟုတ်တယ်ကျမဆရာမတို့နိုင်ငံကြီးကအခုဆိုလို့ရှိရင်ဟောပါညင်ပွဲတော့ကျင်းပခဲ့တာနဲ့ပတ်သက်ပြီးပြည်တော်စုဝင်ကြီးဦးအောင်မင်းက RFA ကိုအခုလိုမှတ်ချက်ပေးပါတယ်ခုဆိုလို့ရှိရင်မငိမ့်ချက်တဲ့ဒေတာတွေအပြင်ပေါ့ရန်ကုန်မြို့ကလည်းတိကုံကြတယ်နော်ဒါမှမဟုတ်ဒီပွဲကိုလောက်တာဟာကောင်းပါတယ်အကျိုးရှိပါပဲနောက်ဒီရတဲ့ပတ်ဆောင်ကိုလည်းဒီရုပ်ရှင်ဂီတအမှုပညာရှင်တွေကလည်းသူ trust fund တစ်ခုတည်ထောင်ပါလိမ့်မယ်ဒီထောင်ပြီးရတဲ့ပတ်ဆောင်နေနဲ့ဒီပကတ်နဲ့မြေတွေမှာရှိတဲ့ဒုက္ခတွေတွေတော့ရောက်ပြီးတော့သူကခုညီကြမှာပေါ့နော်ဒါကောင်းတဲ့ရွယ်ချက်ဖြစ်ပါတယ် အားလုံးပါဝင်ဆောင်ရွက်မှာပဲအောင်မြင်မှာဖြစ်ပါတယ်။ဒါမလို့ကောင်းတဲ့ရည်ရည်ဖြစ်တဲ့အောင်မြင်တဲ့ပွဲဖြစ်တယ်လို့လည်းပြောချင်ပါတယ်။ရင်းရင်းရေးပွဲတော်ဂီတဖြောပြပွဲတွေကိုမြမပီအနှံ့အပြားမှာလိုက်လံကျင်းပသွားဖို့လည်းရှိတယ်လို့သိရပါပါတယ်ခင်ဗျာဟာရသီရေဒီယိုအသံွင့်စီစဉ်နေကိုနေ့စဉ်မနေ့9နိုင်ကနေ7နိုင်အထိထုတ်လွှင့်နေပြီးညစဉ်9နိုင်ကနေ7နိုင်အထိ မေကပြည်တော်စု Washington DC မြို့တော်ကနေဓာတ်ရဲ့အတန်းလွှင့်နေပါတယ် RP အတန်းလွှင့်စီစဉ်မှာနေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေအပြင်အပတ်စဉ်ဆောင်းပါးတွေကိုလည်းပဲထုတ်ပြန်နေပါတယ်။ရပြင်နေ့စဉ်မနက်ပိုင်းစီစဉ်မှာတိုင်းသားဘာသာစကား9မျိုးကိုလှည့်ကြထုတ်လွှင့်နေပါတယ်။ဒီနေ့ကနေမှာတော့ဒီနေ့ကနေစကားဝိုင်းစီစဉ်ကိုမနေ့ပိုင်းမှာရောညဘက်မှာပါနှစ်ကြိမ်ထုတ်လွှင့်နေပါတယ်။ RFA TV နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်လေးကိုတော့ည8:30ကနေ9:00ထိညာ2ဘက်ကြားညစဉ်ထုတ်လွှင့်လည်ရှိပါတယ်။နေ့စဉ်အစီအစဉ်လေးကိုသတင်းနဲ့သတင်းပေးပို့ချက်တွေတိုင်းသာအစီအစဉ်လေးနဲ့ထုတ်လွှင့်နေပါတယ်။ဇနီးနေ့ညမှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးအဲဒီအစီအစဉ်ကိုပဲဒီနေ့နေ့မှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ RFA TV အစီအစဉ်လေးကို မူလထုတ်လွှင့်နေကြ App Store 7 Jodu အပြင်နောက်ထပ် Jodu အသစ်နှလုံးဖြစ်တဲ့ Asia Set 3 Jodu နဲ့ New Skies Jodu တွေကနေလည်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့ Prime ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအခုဆက်ပြီးတော့ရှန်တိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပါအောင်ခင်ဗျာအစိုးရရဲ့လူငင်းချမ်းသာကွန်ရက်ရဇူလိုင်လ23ရက်နေ့ကလွတ်မြောက်လာတဲ့အကျဉ်းသား83ဦးထဲမှာရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော် RCSS SSC တက်ဖွဲ့ဝင်တချို့ပါဝင်လာတဲ့အကြောင်းမြန်မာဘာသာစာရန်တို့တင်ပြထားပါတယ်ခင်ဗျာမော်စုံပြီးနောက်ဖงหပန်ဟဲငေါဟန်စင် IFA TV ဖိုက်တဲတန်းစင်ပီနลงปองึงมันไปก้นตกคอก73กอนั่นป้าจุ่มเจอเจ้าสึกคุณเกาผู้ก้นตับจุ่ม241ของ CL ขึ้นจึงใต้ตับสึกจึงใต้อาจ CSSSA กวยกาตูมันเจ้าแต่ไปไล่ป่นออกคอก ว่ายจมจึงติ้งติงกว่าแอลเยมเมืองวันโตกปอกขึ้นเมืองมานเยาเมื่อวันที่2 3เดือนจุลายลงปองจึงปล่อยปันก้นตกขอกตั้งโมด 73ก่อในนั้นป้าก้นเหตุการณ์เมือง 68ก่อย้อนมันเจ้าปันกวามันตีจอมจึงอิงเกรดไว้ว่า ต่อปีในเซิงเดอําปันก้นตกขอกย้อนการเมืองกึดเหลือไว้ในขอกไหน ผู้คันปากโคเซอร์ SNLT ได้เลขลาดว่า หนังหือก้นของของสีเอวขึ้นจึงไต้ตับซึกจึงไต้ว้นหลอดออกคอกมานั่น ฝ่ายตับซึกจึงไต้ ส่งสายไม้จือเสียงสีสิบปลาย ปันผู้น้ำในปาติโหเสือใจนุดก็เข่าโฮมก่อทัดสัง ก้นตกคอกันเมือง อันป้นออกมาใน เลยเซเจ้าคุณเกี่ยวตั้งใจเกี่ยวตันก็เลยถูกแน่ว่า ปล่อยหมักตีเวียงเลอนั่นป้นออกคอกมากกำนำเย่าผู้คานปากของสีเอาขึ้นจึงไต้ อาซีเอสเจ้าหันเหล่าแสงก็ลัดว่า ที่เสียงเด้อก็เลยสังว่าดีภายนะเยีจินดาลุเมียวเยี่พิเศษนุเอสเซนตีเขาก็เลยสังว่าสี่สิบปลายค่ะเพราะเขาในรถมาสามสิบปลายนี่ค่ะถ่ายกับฐานเอาค่ะกว่าไปกับฐานเราเลยทราบพอสองมาดีของมุนมันเป็นลักษณะดีอันหนึ่งที่ถ่ายลงมองจึงอุเทเสีงเขาเช็ดช้างมากเป็นเงาขำพึ้น การช่างลองอันเย็นคุณตาเมื่อนานนี้ก็ว่าแล้วครับเจ้าซึ่อคุณจ่อก็ถูกส่งโตเย็ดคอกตีใจยาวดี ยานตากุง87ลักนั่นไอจริงลูกน้องมั่นเจ้า ก็ลดป้นออกคอกมาลัดเนว่าเมื่อเดออกมาเขาก็คิดจ้าคุณชออยู่ดีอยู่ข้างนะอยู่ดีใช่ไหมกูณมาเจอไหนมีที่นั่งวันนี้ที่ร้างวันน่ะลูกน้องเจ้าคุณจ่อ จอรถปลดออกคอกมาก็ลาดว่า มันเจ้าอยู่ลีกินวันอยู่ กว่าจ้อมส่งลูกน้องถึงปากฟักตูคอกสั่งลาดป้าว่าให้เหตุการณ์ตัดเจอจัด อันหมันแมนเป็นทำตลาดเจียมเจอใน เจ้าซึกคุณเกี่ยวผู้ก้นตับจุ้มสองสี่หนึ่งของอาซีเอสเอสเอในอิงเนอถูกซึกมันเตี้ยกำกินหลายฝ่ายเสียไลออนโฮลูกน้องจุ้มเจอวางเคืองปั่นจุ้มซึกมันเมื่อวันที่หนึ่งเดือนมกราคมสองเฮงหก วายนั่นถูกตีเยบคุ้มขังเส วันที่ 14เลือนแปรปรี2006ลุมตะลาลาเยวตัดสินยาคอหาลายคอมือนังลาลีเอาตายก้น กายา เอาลูกอ่อนเฮ็ดซึกเจอใน วันที่ 4เลือนมาส2006ลุมตะลาตัดสินเจ้าคุณเจาะย่าตามตายหาอันဒီညတော့ r f ညစီစဉ်နေလဒီမှာပဲပြီးဆုံးပါခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေ